တော်အစိုးရကနိုင်ငံသားအဖြစ်မှရစဲကြောင်ထုတ်ပြန်ကြေညာခဲ့တယ်ဆိုပြီးတော့เนาะဒီလိုမျိုးရေးထားတယ်အဲ့တော့ပြောရလို့ရှိရင်ဒါတွေကဒီလူတွေအတွက်ကတော့ပွင့်လင်းပြောရရင်တကယ့်အိမ်မဆိုးတွေပဲဗျကျွန်တော်တို့နိုင်ငံသားမှာအနည်း20ကျော်နေဦးတယ်ပြောလို့မင်းကနှစ်စောနေရမင်းကဘောမနေရလေဘောကနေပြီးတော့ထွက်သွားတယ်ဆိုတာညီမနိုင်မှာကောင်းကောင်းဝင် AC နေလို့ရတယ်ဒါပေမဲ့တော်လန်လာမင်းတို့ကောင်းကြီးမတရားမှန်သီးလို့တော်လန်လို့ထွက်သွားတာအစိုးရကဒီလိုမျိုးဖြစ်မှာတူတူပြီးသားလူတွေပဲကောင်းတော့ ကျွန်တော်မျိုးတွေအားလုံးပဲငလီမီးနဲ့မေဘီတမအများဆုံးဂိမ်းဝေးကြပါသည်လို့ဆုတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုကြဲတို့ကျွန်တော်လေးပြန်နေကြတဲ့ဘယ်ဒီလိုလေးတွေရှင်တို့သွားမိခင်မှာတော့ယနေ့ဇွန်လ20ရက်နေ့ရဲ့ညပိုင်းဒီတော့ဆုံးရရှိတဲ့သတင်းချုပ်ကိုတင်းညုတ်ဖော်ပြပြနေဖြစ်တဲ့ကျွန်တော်မျိုးအားလုံးပဲအဆုံးထိရှိပြီးဖို့ဒီနေ့အားထက်မှတောင်းဆိုလိုက်ပါတယ်နောက်ဆုံးသတင်းပို့အနေနဲ့ကတော့ဘိုးတိုင်းကောင်ကူမျိုးနဲ့ကောင်ကူလက်တူလမ်းမိုက်မှာဂျမ်ဘစစ်တရဲ့633တရင်ကပိကပ်ပိုးကြီးပြန်လာတဲ့စစ်ရင်တန်းကိုတက်ခတ်ရမှာတော့စစ်သား9ဦးနေဆုံးသုံးပြီးခရမ်းများတဲ့တင်းစီရရှိကြအောင်ကြပါရစေ အခါတောင်ဝင်လေးတို့လမ်းမှာရှိတဲ့ကျမ်းမ၁၁ရဲ့6အောင်တရင်မှာလေးခါပူပြင်လာတဲ့စစ်ကောင်စီတပ်သားများရဲ့လိုက်ပါလာတဲ့ကားဆက်တစီးပါဒီနန်းကိုဘုံဘူကြီးကျေးရွာထမှာတောင်လိုင်းတို့ခွေရဲ့ပစ်ကတ်တက်ခဲ့ခဲ့တာဖြစ်ပါတယ်အဲ့တက်ခမှုတွင်မှာတော့ကျမ်းမ၁၁ရဲ့ကားစီမှာဘုံဝ600ရာနီးအိမ်မောက်ခဲ့ပြီးဂျင်တန်းအတွက်လမ်းကင်းလုံကြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်သားများနဲ့ဘုံဝ600ကျေးရွာမှာဝင်ရောက်တဆွဲထားတဲ့အင်အား40ကျော်ရှိတဲ့စစ်ကောင်စီတပ်သားများကိုပါတောင်လိုင်းတို့ခွေတွေကဝင်ရောက်တက်ခဲ့ခဲ့တာဖြစ်ပါတယ် တိုက်ခိုက်မှုတွေမှာတော့အကြမ်းဖက်စစ်ကောင်တပ်သား9ဦးတည်းမနဲ့ပြေဆုံးက9ဦးတည်းမနဲ့ထိခဲ့တဲ့ရရှိပြီးအကြမ်းဖက်စစ်ကောင်ဒီဘက်မှ60မမဘုံဒီ9လုံး9သမား96ကြီ900လက်ဘုံ3လုံး MG ပေါက်4ခုနဲ့14မိုင်းဒီလုံးကိုတင်းစီရရှိကြောင်းသိရှိကြပါတယ်။နောက်တစ်သတင်းပုံအနေနဲ့ကတော့ရခိုင်ပြည်မှာ AA ကသိမ့်ပိုက်ထားတဲ့မင်းပြမြို့နယ်ကမရ380တရင်ကိုစစ်ကောင်စီကလိင်းနဲ့ဘုံကြီးတစ်ခက်သဖြင့်ထိခိုက်ပျက်စီးမှုရှိကြောင်းဒေသခံသတင်းမီဒီယာဖော်ပြထားပါတယ်။ဒါဇွန်လ19ရက်နေ့ညသက်နိုင်ဝင်းကျင်မှာမင်းပြမီ ကင်းစစ်ကောင်စီခြံရနေထိုင်ခဲ့တဲ့380တရင်ဤတဝိုက်ကိုစစ်ကောင်စီကလေကြောင်းကနေပုံကြီးတက်ခဲ့ခြင်းဖြစ်ကြောင်းမင်းမြတ်မြုပ်ကန်တူကပြောထားပါတယ်။မင်းမြတ်မြုပ်ကန်ဒေသခံတူကတော့မင်းပြ380တရင်ဤတဝိုက်ကိုမနေ့ကဂျပန်နိုင်ငံဘုံကျခဲ့တဲ့ဒီကိုက်ပြက်စီးတော့ရှိတယ်လို့သိရပါတယ်။သိဆုံးမှုတော့မသိရသေးဘူး။ရင်းကြတိရဖို့ကတော့တက်ခဲနေတယ်လို့လည်းပြောဆိုထားတွေ့ရှိရပါတယ်။စစ်ကောင်စီကတိုက်လေရင်ဖြင့်အောက်တော်မြို့နယ်မှာကြေးရွာချို့ကိုလည်းဘုံကျတက်ခဲ့ခဲ့ကြောင်း ရင်းအခြေအနေနဲ့ပတ်သက်ပြီးတော့ထိကြိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ဆိုထားတာတွေ့ရှိရပါတယ်။ဗဒတိနေဘုံအနေနဲ့ကတော့မန္တလေးတိုင်းကောင်တာမြို့နယ်မှာပြူစော်တီချင်းချင်းနှိမ့်ဆက်တဲ့ပြတ်ထားတဲ့ရုံတောင်းတောင်းနေတူတနက်တလက်ခဲရမ်းမြပါတဲ့တင်းစီတာရောင်ကောင်တာပတ်ခဖတောင်းဝင်ရှိသူတွေကဥပြန်တာတွေ့ရှိရပါတယ်။တောင်တာမြို့နယ်စောင်းကုန်းရွာပြူစော်တီများဟာအနီးနားမှာရှိတဲ့ကြေးရွာချို့ကိုဝင်ရောက်ပြီးပြည်သူလူထုပိုင်နေမြနဲ့ပစ္စည်းများဝင်ရောက်ခိုးယူကြကြောင်းအဲ့လိုပြစောတိပြန်လာစီမှာလမ်းမှာပြစောတိချင်းချင်းနှိမ့်ဆက်တဲ့ဖြက်ကရုံတောင်းတဲ့လူကပိုင်မျိုးစောတဲ့တဲ့လူ တာပိုင်ကြီးအတောက်230ကြီးပေါင်းနှစ်ခုလုံးနဲ့အတူစွပ်ပြီးထားခဲ့ကြောင်းသိရပါတယ်ဘလို့ကျွန်တော်တော်တော်တယ်ဆိုတော့မသိရသေးပါဘူးကေဆုံးပူစော့တီရဲ့နာမည်လည်းမသိရသေးပါဘူးကင်းမုံဝေစောင့်နေတဲ့ရဲဘော်တွေနဲ့လည်းတိုက်ပွဲမဖြစ်သွားပါဘူးသူတို့ကချားလန်းကနေပြန်သွားတာပါလမ်းမှာပဲသူတို့ချင်းချင်းပြန်ပြီးတော့ဝေစုခွဲမရလို့ဝေစုခွဲရင်ခပြီးတော့ပြန်တိုက်ကြတဲ့နေသားတခုပါသတောင်းကုန်းရောင်ကိုပြန်ဆုပ်သွားတော့သိရပါတယ်နီးနက်ကကြီးရတယ်ကိုရန်မကန်ထွက်တက်ပြီးတော့လူရက်တဲ့သဘောပါအင်းရကတော့40လောက်ရှိတယ်လို့လည်းသတင်းရတယ်ဒါပေမဲ့40လောက်တော့မထွက်ဘူး10လောက်တော့ထွက်တယ်15လောက်ထွက်လိုက် ခုနှစ်ယောက်ရှစ်ယောက်တော့ထွက်လိုက်နေလုံနေတယ်လေပတ်ခတ်ပတာဝန်ရှိသူတွေကပြောထားတာတွေ့ရှိရပါတယ်ဒီကောင်တွေကငှက်နေပါပြီစီနဲ့စားတော့6လလောက်ရှိမနေ့မတွေ့အောင်တွေ့အောင်ရှာနေရတဲ့နေသားတစ်ခုမှအခုလိုမျိုးထွက်ထွက်ပြီးတော့လုံနေရတယ်ရှိပါတယ်လို့လေဒီစော်ဒီအဖွဲ့တွေကိုပြောထားတဲ့တော်လိုင်းတက်တည်းရဲ့နေသားတစ်ခုတွေ့နေရပါတယ်နောက်ထပ်သတင်းပို့အနေနဲ့ကတော့စကိုင်းတိုင်းပလိမ့်မှုနဲ့ ကန်အောင်ရေစကန်တဲ့ဘုမှာဂျမ်ဘတ်စစ်တပ်ဘက်မှ40ကျော်ကန်တည်ဆုံးပြီးတော့ပြည်သူ့မျိုးဦးတက်မှာတော့ PLA ရဲ့တောင်းရှိသူတွေကထုတ်ပြန်ထားပါတယ်။အဟာစကိုင်းတိုင်းပလဲမြို့နယ်မှာရှိတဲ့ကန်အောင်ရေစကန်ကိုပြည်သူ့မျိုးဦးတက်မှာတော့ PLA ရဲ့ဥဆောင်မှုရင်တော်လိုင်းမဟာမိတ်တရားသိမ့်ပိုင်နိုင်ငံကြောင်းနဲ့ကန်အောင်ရေစကန်ကိုပြည်သူ့မျိုးဦးတက်မှာတော့ဇွန်လ2ရက်နေ့မှာစတင်ပူးစစ်ဆင်ခဲ့ပြီးရဲသဘက်နှစ်ဘက်ကျော်ကြာမှာဇွန်လ19ရက်နေ့မှာအောက်မြေသောသိမ့်ပိုင်နိုင်ငံကြောင်းသိပါတယ်။ရန်သူဘက်ကတည်ဆုံးမှုစီးရင်ကိုတော့တိကျမသိရသေးပါဘူး။အနည်းဆုံးရန်သူဘက်က၄၀ရောက်တည်မြေလို့မှတ်ထားပါတယ်။ တင်းကြီးကြတော့အီဘူးနိုင်သေးဘူးလို့လဲပြည်သူ့မြောက်ကြီးတက်မတော့ PLA ကတောင်းဝင်ရှိသူကပြောထားတာသိရှိရပါတယ်။ကန်တောင်းရဲစကန်သိမ့်တိုက်ဖို့ကတော့စေကောင်စီကဒီကြောင်းပြစ်ကူဒက်ဆက်ပြီးကပ်ပြီးပြင်းထန်ကူကံကြကြောင်းဇွန်လနေ့ရက်နေ့မှစကန်သိမ့်နိုင်ခဲ့သည့်ဇွန်လ19ရက်နေ့ထိဒီကြောင်းတက်ခံမှုအကျိတ်200ကျော်ပြစ်လုခဲ့ပြီးဘုံသီးအလုံးကြီးပေါင်း900ကျော်ကျေချခဲ့ကြောင်းရက်ဖိုက်တိုင်းများဝိုင်တွဲဘုံရက်လေးများဖြင့် MI35 တိုက်ခိုက်လေရိုက်များပါတက်တက်လေဒီများများလာရောက်တိုက်ခိုက်ကြကြောင်းသိရှိရပါတယ်။စေကောင်စီရဲ့ကန်တောင်းရဲစကန်မကြာရေးအတွက်ဒီကြောင်းပြစ်ကူမြောင်များပြင်း မြေပြင်စစ်ကူစစ်ကြောင်းများလက်နက်ခရမ်းများရိတ်ခါများဖိဖို့ကြကြောင်းဒီကအပြင်ကန်အောင်ကြီးရွာနဲ့အုံမိုင်ကန်တော်ဝေးတဲ့စစ်ကောင်စစ်စောတိမြတ်ရဲ့ခြေဆက်ရာ MP ရွာကို MI 70ရဟင်ပြအခြေရင်စစ်ကူပို့ကြကြောင်း MP ရွာမှထွက်လာတဲ့ပစောတိနဲ့စစ်ကောင်စီပူးပေါင်းစစ်ကူစစ်ကြောင်းများဟာပြည်သူ့မြောက်တက်မတော် PLA နဲ့မဟာမိတ်တပေါင်းစုများရဲ့စစ်ကြောင်းပြတ်သည့်အောင်မြင်စွာတိုက်ခိုက်ဖြစ်တော့နိုင်ခဲ့သဖြင့် တန်တော့ကိုစစ်ကူများမရောက်နိုင်ပဲရှိခဲ့ကြောင်းသိရှိရပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့မန္တလေးတိုင်းတောင်တန်းမြို့နယ်အတွင်းရှိလမ်းမိုက်တနေမှာလုံခြုံရေးစစ်ဆေးစဉ်စစ်ကောင်စီတပ်မှတကြကြီးအောင်မျိုးကိုအရှင်ဖမ်းဆီးရရှိကြောင်းတောင်တန်းမြို့နယ်ပကဘကတာဝန်ရှိသူတွေကထုတ်ပြန်လိုက်ပါတယ်။တောင်တန်းမြို့နယ်အတွင်းမှာရှိတဲ့လမ်းမိုက်ကျင့်နေရမှာတောင်တန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များကလမ်းမိုက်လုံခြုံရေးစစ်ဆေးပြုလုပ်နေစဉ်မှာမကိုတိုင်းပကရတပ်မတော်အကြီးစားစက်ရုံမှာအောင်ဝင်ထမ်းဆောင်နေတဲ့ဂျမတ်စစ်ကောင်စီလက်အောက်ခံတပ်ကြကြီးအောင်ပြုတ်ကိုမြန်မာစစ်ဘဝိဘန်ဆောက်မှတ်ပုံတင်ရမောင်းလိုင်စင်တမတရွှေလက်စွပ်တကွင်းနဲ့အတူ ဖမ်းဆီးရရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။သူကပဲခူးတာရကဘက်ကနေမကွေးတိုင်းအကုတ်ဘိုင်မျိုးနယ်ဘက်ကိုမှစီးပွားရေးဘဏ်မှာအပ်ထားတဲ့သူငွေကြီးလေးထုတ်ရင်းဝင်နေသွားတယ်လို့သိရပါတယ်လက်ရှိတော့သူ့ကိုဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေတော့မှာသူ့စီကတရင်ချက်လက်ပိုင်းညာရဖို့စစ်ဆေးနေတော့မှာလို့လဲတောင်တာမျိုးနဲ့ပတ်ခပါကထုတ်ပြန်ထားပါတယ်တောင်တာမျိုးနဲ့တွင်မှာမြို့ပေါ်အဒီရမှာလွဲကြီးရမှန်နေမြို့နယ်ချက်ချကြလမ်းမြောက်ကိုတော်လိုင်းတင်များကထိန်းချုပ်ထားကတော်လိုင်းတင်များရဲ့စစ်ကောင်စစ်တင်များကြတိုက်ပွဲတွေလဲဇက်တိုက်ပြင်းထန်နေကြောင်းသိရှိရပါတယ် ချိုတော်ဆိုသူတွေဒရိုက်တာဆိုသူတွေတေးဥဆောင်ဆိုသူတွေ73ယောက်ပေါ့နော်ဒီလူတွေကိုနိုင်ငံသားအဖြစ်ကပယ်ဖျက်လိုက်တယ်ဆိုတော့ဒီလူတွေဒီချိန်ငိုနေပြီကျွန်တော်ကောင်းကောင်းသိတယ်ဒီလူတွေဒီချိန်ငိုနေပြီအဇာနီအဇာနီတို့လင်းလင်းတို့ပေါ့ဆိုတော့သူကမင်းအရာငိုနေပြီပြောတော့ဟိုမှာတော့မင်းတို့နိုင်ငံဘသွက်လာနေမှာလဲဆိုပြီးပြန်ပြီးတော့ခုနော်ပြန်နေသေးတယ်မြန်မာနိုင်ငံမှာအေးစသိနေလို့ရတယ်ညံတာနေလို့ရတယ်ဒါမှလည်းကောလာလူတဲ့စိတ်ပြဿနာဓမ္မကိုပွဲကြသိလို့တဲ့စိတ်သိရှိလို့တဲ့စိတ်တဲ့သိနေတဲ့စိတ်တွေရောက်ကိုယ့်ရဲ့ ဘဝတွေကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေစွန့်ပြီးတော့ကောက်ထွက်သွားတဲ့လူတွေအားလုံးကျွန်တော်တို့လေးစားပါမယ်။ဒါတကယ်ကိုလေးစားစရာကောင်းတဲ့လူတွေပါ။ခုနိုင်မှာကိုအေးစင်တွေရရမယ်လေ။ဒီကောက်ထွက်သွားတဲ့လူတွေလေးစားဖို့ရန်ကောင်းပါလေ။အဲ့လူတွေတိုက်ခိုက်နေတဲ့လူတွေကိုပြင်မဲ့ဆိုရင်လေလေညာရင်နဲ့ဇာတိအပြစ်မှရောက်နေတဲ့ကောင်။ဘောမတွေပဲများပါတွေ့ရပါလေ။မတို့နိုင်ငံသားပြစ်ကမပယ်ဖြတ်ဘူးဘာညာဒီတိုင်းပဲထားရတယ်ဘာညာဒီကောင်နဲ့ခုနိုင်ငံမှာသွားဆိုပြီးမမပြလာလို့ရှိရင်တို့ကိုတို့နိုင်ငံတကာမှာဆိုလာတဲ့အဆိုတော်ကြီးတွေလိုလိုနဲ့စောက်ဖင်ရပြီးပြန်လာကြအောင်ပါမိတို့မင်းဆိုသေးကမူနိုင်ငံတော်ကဒီ73ယောက်ကို နိုင်ငံသားအဖြစ်ကပယ်ဖျက်လိုက်တာလုံးတဲ့နယ်လို့ကျွန်တော်ကတော့ဒီလိုမျိုးမှတ်ချက်ပြုရှင်နော်တမားလို့ခေါ်တာပေါ့နော်ဒါပေမဲ့အခုလာဒီနိုင်ငံကောင်ရောက်သွားတဲ့လူတွေပြပမှာရှိနေတဲ့တော်တော်များများကျွန်တော်တို့အမှုပညာတမားလို့ကျွန်တော်တို့ကမသတ်မှတ်ဘူးသူတို့ဟာဟဲ့လားဒီအလုံးနဲ့မင်းတို့ခွေးတွေကတတ်မှာငါတို့ပြည်သူတွေကတတ်မှာလားကွာမင်းတို့ခွေးတွေဘောမာတွေကတတ်မှတ်တိုင်းအောင်ငါတို့ကလည်းတတ်မှတ်အောင်မင်းတို့ကတော့ဘောင်းမြန်ပဲမင်းတို့ကနေပြီးအမှုပညာတမားတွေကိုမင်းတို့အမှုပညာတတ်မှတ်တယ်လို့ငါတို့ကအမှုပညာရှင်စစ်စစ်တို့ပြေငါတို့ကအမှုပညာတတ်မှတ်တာ င်းတို့ခင်လန်တို့ဒိန်းတော်တို့နုပညာတို့မင်းတို့တတ်မှတ်နေတယ်မင်းတို့ပွားတယ်မင်းတို့ပဲတခြားလောက်တာတွေမလုံနိုင်လို့ပေါ့ဗျာတခြားအလုပ်တွေမလုံတတ်မကင်တက်လို့ဒီဟာနဲ့အသက်မွေးဝမ်းကြောင်းလုံနေရတဲ့လူတွေလို့ကျွန်တော်ဒီလိုပဲသုံးသပ်တယ်နော်ဒီလိုပဲသုံးသပ်ဒါကြောင့်မလို့လေသူတို့ရဲ့ဥမာရုပ်ရှင်ဆိုတဲ့ရုပ်ရှင်လောကကြီးကတက်မလာဘူးဘာကြောင့်လဲဆိုရုပ်ရှင်လောကမှာလဲဟဲ့လားခင်ဗျားတို့သိတဲ့အတိုင်းပဲရုပ်ရှင်လောကရဲ့ဘယ်တက်တာမင်းတို့ဘောမတွေပဲအဖွဲပဲစုနေတာဟုတ်ခုအာဒီအောက်ခြေလွှာတို့ဘာလို့ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်အခုဆိုလမ်းဘေးရောက်ကုန်တဲ့လူတွေတောင်ရှိတယ် ပုံမှန်မင်းသားမင်းသမီးဆိုတဲ့လူတွေကတော့အိမ်နေဟလာတကယ်ကိုခြံနေဝယ်တကယ်တိုက်ကြီးတာကြီးနန်းတော်လောက်ရှိတဲ့တိုက်ကြီးတာကြီးနဲ့နေနေပေမဲ့အောက်ခြေလူတန်းသားရုပ်ရှင်အတိုင်းဝိုင်းမှာရှိတဲ့အောက်ခြေလူတန်းသားအလော်တော့ခင်ဗျားတို့တွေ့တဲ့အတိုင်းပဲနော်အားလုံးကပြောရရင်အိမ်မရှိရာမရှိစားစရာဟလာမနှက်စာစားပြီးလို့ရှိရင်အဲစားပြီးတဲ့အိုးဆေးဆေးပြီးအပေါင်းတိုင်းသွားပို့ပြီးလို့ရှိရင်အလုတ်သွားအလုတ်သွားကြီးပြန်လာမှအဲအိုးရွေးရွေးပြီးတော့မှထမင်းဟင်းချက်ချက်ပြီးတော့နောက်မနှက်စာပါထက်ချက်တာပြီးမနှက်စာစားစားပြီးအဲအိုးပြန်ပေါင်းအဲ့လိုလုပ်နေရတဲ့ရုပ်ရှင်အလော်အတိုင်းဝိုင်းတွေအများကြီးရှိတယ် ။အေးနောက်ကျမင်းရဲ့ပေါင်းမမိုးမင်းထောင်ထဲမှာနေရမယ်ကော။အဲ့ဒါကိုကြည့်ခြင်းအဖြစ်မြမရုပ်ရှင်အတိုင်းအဝိုင်းမှာတော်တော်များများဟာ professional တွေမဟုတ်ဘူးလို့ကျွန်တော်တို့ဒီလိုသုံးသပ်တာပေါ့နော်ဒီလိုသုံးသပ်တာထားပါတော့။အဲ့တော့ဒီမှာကသူကဘယ်လိုရေးထားလဲဆိုတော့ပြည်ပနိုင်ငံတွေကိုရောက်ရှိနေတယ်ရုပ်ရှင်သရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ကိုနိုင်ငံတော်အစိုးရကနိုင်ငံသားအဖြစ်မှရက်စဲသည့်ထုတ်ပြန်ချက်များကိုဖြန့်ဝေလာခြင်းဖြစ်တယ်တဲ့ရင်းထုတ်ပြန်ချက်မှာမြန်မာနိုင်ငံ၏အကျိုးကိုထိခိုက်စေနိုင်သောလုံဆောင်ချက်များပြုလုပ်ခဲ့ကြသဖြင့်1982ခုနှစ်မြန်မာ နိုင်ငံတော်ရဲ့အကျိုးပြောသမားနဲ့မင်းပါရဲ့အကျိုးပြောသမားမင်းအောင်နိုင်တို့နေဝင်းတို့တိန့်စိန်တို့တန်းရွှေတို့ရဲ့အကျိုးတွေသိရကြတယ်လို့ပြောသမားမနိုင်ငံသားဥရီပုံမှ69အရဖွဲ့စည်းသည့်ဘ ਹੁ အဖွဲ့ကားတဲ့ပုံမှ68ပါလောက်ကန်လောက်ပိုင်ခွင်းကိုကျင့်သုံးလျက်ပုံမှ16ဖြင့်ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နှင့်အမှုပညာရှင်73ကိုနိုင်ငံသားအဖြစ်မှရက်စဲကြောင်းနိုင်ငံတော်အစိုးရကထုတ်ပြန်ကြေညာတယ်တဲ့နိုင်ငံသားအဖြစ်မှရက်စဲလိုက်သောရုပ်ရှင်သရုပ်ဆောင်အဆိုတော်နှင့်အမှုပညာရှင်ဆိုသူ73ဦးမှာတဲ့ အဆိုတော်ဆိုသူဖြူဖြူကျော်သိန်းနဲ့ဒရိုက်တာနာကြီးခေါ်ညာနာတင်ဦးဒရိုက်တာကိုပေါ့ခေါ်အောင်မင်းနိုင်နဲ့အဆိုတော်လင်းလင်းခေါ်ထွေးလင်းကိုအဆိုတော်ချမ်းချမ်းခေါ်ချမ်းမြငိမ့်နဲ့ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူအမှုပညာရှင်မြတ်နိုးအေးတဲ့အဆိုတော်အာဇာနီခေါ်ဇာနီမျိုးညွန်းနဲ့အမှုပညာရှင်ခါရာတဲ့ရုပ်ရှင်သရုပ်ဆောင်ဇင်ဝိုင်းခေါ်ထေးလွင်နဲ့အဆိုတော်ဝင်းနိုင်စိုးတဲ့ ဒါရိုက်တာပြည်ဟင်းတီဟာတဲ့တရုတ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်တယ်လို့ဆိုတယ်တဲ့2022ခုနှစ်အတွင်းကလည်းတဲ့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီဝန်ကြီးတွေကိုနိုင်ငံတော်အစိုးရကနိုင်ငံသားအဖြစ်မှရစဲကြောင် ထုတ်ပြန်ကြေညာခဲ့တယ်ဆိုပြီးတော့เนาะဒီလိုမျိုးရေးထားတယ်အဲ့တော့ပြောရလို့ရှိရင်ဒါတွေကဒီလူတွေအတွက်ကတော့ပွင့်လင်းပြောရရင်တကယ်အိမ်မဆိုးတွေပဲဗျကျွန်တော်တို့နိုင်ငံသားမှာအနည်း20ကျော်နေဘူးလေဟွန်းပြောလို့မင်းကနှစ်စုံနေရမင်းကဘောမနေရလေ ကိုကနေပြီးတော့ထွက်သွားတယ်ဆိုတာမြန်မာနိုင်ငံမှာကောင်းကောင်းကောင်းဝင် AC နေလို့ရတယ်ဒါပေမဲ့တော်လန်လာမင်းတို့ကောင်းဒီမတရားမှန်သီးလို့တော်လန်လို့ထွက်သွားတာအစိုးရကဒီလိုမျိုးဖြစ်နေတော့ကြိုတိပြီးသားတွေပဲအကုန်လုံးကကျင်ကျွန်တော်တို့သမင်းစားတယ်ငပိရေးစားတယ်ပေါ့နော်ဒါကတော့ပြောရလို့ဒါနိုင်ငံတကာမှာပဲရောက်ရောက်မြန်မာမြန်မာပဲလေနော်မြန်မာမြန်မာပဲကျွန်တော်တို့ dash ဆိုတာကပြောရလို့ရှိရင်မြန်မာစာနဲ့တော်တော်ဝေးတဲ့အရာတွေပဲသူတို့ရှိမှရှိပါတယ်ကျွန်တော်မြန်မာစာစားခြင်းအင်ဒိုနီးရှားဆိုင်လေးတွေကသွားဝယ်ရတယ်ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဟိုတပတ်မှာသမင်းကနှစ်ချိန်လောက်ပဲစားပြီးတော့ အပေါမုတ်ကကျန်တဲ့၅ချိန်လောက်စားရတယ်အဓိကပြဿနာပါလဲဆိုတော့ဆန်းအစည်းကြီးတယ်ဟာလာကျွန်တော်ဒီ basmati rice တို့အိန္ဒိယလာတဲ့ basmati rice တို့ဟိုနေ့ကမင်းကဘောပေါ်ပြီးခွေးလိုနေနေရတယ်ကောင်ကျွန်တော်ထိုင်းရလာတဲ့ jasmine rice တို့စသည်အပြင်ဒါရီကဈေးကြီးတယ်ဈေးကြီးတယ်သူတို့ကဒါရီနဲ့ဒါရီပေါ်မှာနိုင်ငံနိုင်ငံသားကသွင်းတာဖြစ်တဲ့အတွက်သူတို့အခွန်တိုးောက်ထားတာပေါ့နော်ဈေးကြီးတယ်နောက်ပြီးတော့ကျွန်တော်တို့ဟလာအင်ဒိုနီးရှားငပိတို့ငပိရို့ဆိုလဲတော်ဈေးကြီးပါတယ် နောက်ပြီးတော့တရုတ်ဆိုင်တွေသွားဝယ်လို့ရှိရင်လည်းဟာကျွန်တော်တို့ဇီယာတွေတော့အကုန်ရတယ်ဒါပေမဲ့အတော်ဈေးကြီးတယ်ကျွန်တော်တို့ကတို့ဇီယာတွေပါတယ်အိမ်မှာလောက်တာပါဗျာအိမ်မှာလောက်တယ်နောက်ပြီးတော့ပဇုံเจ้าပါညာဝယ်လို့ရရင်ငပိကျော်ကိုပိုင်ကိုတိုင်ကျော်လေစသည်အဖြစ်ပေါ့နော်ဒါမျိုးတွေလောက်တာသူ့မိသားတွေကအလွန်ဈေးကြီးပါအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီဘက်မှာထမင်းတစ်နက်စာကျန်တာပေါင်မုန်းနဲ့အသားပေါ့ဗျာမဆော့ဆေးဆိုလို့ရှိရင်ဈေးဈေးသက်သာတယ်ဆော့ဆေးချောင်းကြီးဆိုရင်ကျွန်တော်တို့လက်မောင်းလောက်ရှိတယ်နော်ဂျာမနီကလာတဲ့ဆော့ဆေးချောင်းကြီးဆိုတယူရိုပဲရှိတယ်နော်တချောင်းတီရိုပဲရှိတယ်တချောင်းဆိုနှစ်ယောက်လောက်စားလို့ရတယ်လက်မောင်းလောက်ရှိတဲ့ဆော့ဆေးချောင်းကြီးဒါမျိုးပေါ့ဗျာထားပါတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ မိတို့ပင်ဆိုစေကောင်းဘူးကိုယ့်ရဲ့မွေးရနိုင်ငံကိုတော့လူတိုင်းဟာတတိရတယ်လူတိုင်းဟာတတိရတယ်နော်အဲ့တော့ပြောရရင်ဟာလာကျွန်တော်တို့ဥမာဆိုလို့ရှိရင်နိုင်ငံပေါင်း20 30ကျော်တာနိုင်ငံသားတွေနဲ့တွဲဦးတယ်ဟာလာကြားပါတော့ဗျာကျွန်တော်တို့အာဖရိကနိုင်ငံလူတွေအရှေ့တောင်အရှေ့နိုင်ငံလူတွေနောက်တရုတ်တို့အဲနောက်ပြီးတော့ကျွန်တော်တို့ဆောက်အမေရိကဘက်ကလူတွေစသဖြင့်ပေါ့ဗျာအဲ့လိုလူမျိုးတွေနဲ့တွဲဦးတယ်တွဲဦးလို့အားလုံးဟာအခုလို့ဒါပြောလို့ရှိရင်ဒါကဥရောပမှာအဓိကဒီဒီအချိန်ကဒါပြောရရင် summer time ဆိုတော့နော်နွေရာသီဝင်တဲ့အချိန် ဒီလိုအချိန်ကြာလို့ရှိရင်အကယ်၍ကိုဟာဒီပြောရင် summer vacation မထွက်နိုင်ဘူးဆိုရင်ရွာဆိုလဲရွာမှာတိတ်မရှိလူတွေကိုတယောက်တည်းတလားလောက်ကကိုတယောက်တည်းရောင်းလဲရောင်းလဲနော်ကိုကိုနဲ့ကိုမိသားစုပေါ့ဗျာမြို့မှာဆိုလဲမြို့မှာလူတွေကရှင်းနေဒီအချိန်တွေကတို့က vacation ထွက်ကြတော့တော်တော်များများဟာအဲ့ဒီနိုင်ငံတွေကိုရောက်နေ diaspora တွေကလွဲလို့ပေါ့နော်အဲ့ဒီနိုင်ငံမှာနိုင်ငံသားခံယူထားတဲ့ဟိုတခြားနိုင်ငံလူတွေတော်တော်များများသူတို့မိခင်နိုင်ငံတွေကိုပြန်ကြတယ်မိခင်နိုင်ငံတွေကိုပြန်ကြတာများတယ်ဥပမာ African တွေဆိုလဲသူတို့ African နိုင်ငံတွေကိုပြန်ကြတယ် ဆောင်းအမေရိကန်တွေဆိုသူတို့ဆောင်းအမေရိကန်ချီလီတို့အီကွေဒေါ်သူတို့နိုင်ငံတွေသူတို့ပြန်ကြရတယ်မြန်မာတွေဆိုတဲ့မြန်မာနိုင်ငံကိုပြန်ကြရအောင်နော်တရုတ်တွေဆိုတဲ့တရုတ်ကိုပြန်ကြရတယ်မြန်မာနိုင်ငံကိုပြန်လို့မရတဲ့လူတွေကထိုင်းလောက်ကိုအနေဆုံးသွားကြရအောင်ဒါပေမဲ့မြေတို့ပြည်ဆိုတဲ့ကောင်တော်တော်များများဟာမိခင်နိုင်ငံကိုတော့လွန်ကြရတယ်ဒါဒါပွင့်လင်းပြောပြနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အခုလိုမျိုးဒီဟလာဒီဟလာဒီဒီအဆိုတော်ဆိုသူတွေဒရိုက်တာဆိုသူတွေတေးဥဆောင်ဆိုသူတွေ73ယောက်ပေါ့နော်ဒီလူတွေကိုနိုင်ငံသားအဖြစ်ကပယ်ဖြတ်လိုက်တယ်ဆိုတော့ဒီလူတွေဒီချိန်ငိုနေပြီကျွန်တော်ကောင်းကောင်းသိတယ်ဒီလူတွေဒီချိန်ငိုနေပြီ ဘာကြောင့်လဲဆိုတော့ဟိုပြောရရင်မြန်မာပြည်ကိုချစ်လို့တော့ပုံပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့ကသူတို့နိုင်ငံရေးလောက်တာကွာကျွန်တော်အမြဲပြောပါတယ်ဒီလူတွေကငိုးနေအောင်ဒီလူတွေကနိုင်ငံရေးရောက်ပြီးနိုင်ငံရေးလုပ်နေလို့ပို့ဘူးဒီလူတွေအကုန်လုံးကမင်းတို့စ်ခွေးရဆောက်ခွေးမင်းအောင်လိုင်းကိုမကြိုက်လို့ဆိုပြီးတော့ဆန့်ကျင်တော်လန်အထမကိုဓမ္မနဲ့ပြတာပြီးတော့မနိုင်မအေးအေးကြောင့်မုံစိမ်းမောင်းလုပ်ပြီးနေလို့ရတဲ့အနေထားတစ်ခုကနေပြီးတော့ဒီပေါ့မင်းတက်ကိုထွက်လာတဲ့လူတွေမင်းတို့ခွေးဘနဲ့အတူမနေရင်တို့ထွက်လာတာအဲ့တော့ပြန်ပြီးတော့မပြန်လို့ဆိုပြီးတော့သူတို့က ုံနေမှာမဟုတ်ဘူးလွမ်းနေမှာမဟုတ်ဘူးအေးလွမ်းနေတာတခုပဲရှိတယ်မင်းပါကိုယ်ကောင်ဖြုတ်ချပြီးရင်တော့မအားတွေကိုပြန်လာဖို့အတွက်လာပါသိကြတယ်ဟာဟာအိမ်ပြန်ခြင်းနဲ့စိတ်တွေနဲ့တုံနေတယ်ရာကူဆိုမင်းတို့တိဖို့လိုတယ်အေးငါတို့ပြန်လာခါကျရင်မင်းတို့ခွေးတွေတကောင်းမှမကြံစီအောင်မင်းတို့ရဲ့ဘောမှနေတဲ့ခွေးတွေတကောင်းမှမကြံစီအောင်အုံရှင်းမှငါတို့ပြန်လာခဲ့မှာကြားလေကွာဟွန်းလှုပ်ချင်တော့လည်းလှုပ်ပေါ့ဒါပေမဲ့မိဘအတိုင်းဝိုင်းသူ့ရဲ့မိဘတွေတိုင်းပြည်ရဲ့တာဝန်ကိုဖမ်းဆောင်နေတဲ့ရဲဘော်တွေရဲ့မိဘတွေရဲ့ခံစားချက်လည်းနားလည်ပြုံးနေ 你 société, 没落走来家几人，忙收先挂。没有了带米多，我带咱带，阿爸你多我带给你了。没带过么家，家里里把去了。看伢到了带过嘛家，我为你为你呀，我替表里，没表也有，怕好。没落想你了嘞，没落你来对你的好，怕想你了。现在老了，这个生活，不冷在那不讲了，忙手先看伢们。 闽南话臭辣椒嘛，人家大就带过一嘛，家辣鱼，好，闽南人不认得。Oh, 嗯，白龙我见辣到，龙爷嘞臭辣椒话的，新茶几，你嘞臭辣椒比嘛，都不如达标上岗，红一点。达标上岗干么样子喽？哎，不然那工资低么样子？不然那工资低么样子？一来家着来龙梅下的，一来路边咯，好，朋友来嘛 ွတ်လာပါပြီလေဟောလွန်ခဲ့သော6လကျော်ကဘဝတစ်ပါးသို့ပြောင်းရွှေ့သွားသောဆိုတော့ဒီကလေးမောင်စုရှင်ကတရဏဂုံရမလားအမြရရမလားတာလူခေါ်ရမလားစဉ်းစားကြည့်ရုံနေကွာရက်ဆက်လိုက်ကြတယ်ဟဲ့ဟုတ်ရေရောက်သွားပါပြီလေဒီကလေးကဟုတ်တယ်လေသူသေးတဲ့တိန်ငယ်ပြီးရောက်တယ်ဟဲ့အုပ်ကြီးတဲ့ပေါက်ခွဲရမှာနော်အဲ့အဲ့မင်းဘလို့သေးတော့ဘာပြောလို့ပြောအောင်မှမသိဘူး तू ကသူ့ကိုသူသေးလို့သေးမှန်းတော့သိမှာမဟုတ်ဘူး ဘယ်လိုတည်ဟောတဏ္ဍမှန်မသိတယ်ဘုံမှန်မသိတယ်လည်းပြောမတတ်ဘူးသူပြောမရဟုတ်လားအဲ့တော့ဟိုကသူ့မေးတာတော့မဖြေဘူးဆိုပေကက်ကဆိုနှစ်တရာအဲ၁၀နှစ်လောက်ငရဲပြီခမ်းမဲ့ဟာနှစ်တရာလောက်ဖြစ်သွားတောက်နေတာပုံမှန်စဉ်းစားကြည့်လေတက်တက်ဘုံကြီးတွေလည်းအလုံးရှုပ်ငရဲမင်းလည်းအလုံးရှုပ်အေးပါမင်းတို့လှုပ်ရထားကြဘယ်နဲ့ကွာအေးဒါမှမောင်စုရှင်မင်းကတော့ခံတာသေးတယ် မင်းခံတာသေးတယ်မင်းဖြေလို့ရမင်းရမှာ6လကျော်တော့အဲပြောလို့ရသေးတယ်ငရဲမင်းလက်ထဲမှာဘလို့ပြပြဟိုလင်ရင်မောင်းတဲ့ကောင်ကြီးကပိုက်လော့တယ်ကမင်းတက်ဆိုးမင်းတက်ဆိုးမယ်သူတို့ဆိုအစားနာတွေပါမရှိတော့ဘူးဒီနားရှာလို့ရှာမှန်းမသိဒါနမဲ့ကွာပြောတင်တာပေါ့ကွာပြောတင်တာပေါ့ကွာဘဲနဲ့ကွာစသဖြင့်ရာဒါမျိုးတွေကြီးပဲမင်းတို့လုပ်နေကြတာ ုတ်ကြီးတူတူတူငါရောက်ပြီသိတယ်သူ့ရှင်တိုင်းနေနေသူ့ရှင်ရပါလားဘာဘာဘာတော့ဒါပြတော့ကန်ရနော်ဘာဖြစ်လို့ကြီးဒီစုချုံကောင်စီပေါ့ကွာပါပြီ။အော်မင်းရယ်စုအတန်ကိုကြားလို့မရဘူး။စုကိုချုံတာမင်းသိဘူးလား။ပိုးစိုးပတ်သက်ချုံတာမင်းမြင်တယ်နော်။ပိုးစိုးပတ်သက်ချုံတာစုကိုမချုံမနဲ့မြက်လိုက်တာဆိုလို့ဒုတ်ပြည်သူတွေပဲရှိတယ်။အော်ဘာဖြစ်လို့။ဟာစုရဲ့ဖုံး တကူအာလူပေါ်ပေါ့နော်ဖုံးကန်ကြီးမားမှုကတော့ပြောမနေနဲ့ပြည်သူတွေကိုအရှင်းဆုံးပြောရင်သူ့မွေးနေမှာအဲထဲမှာဒုက္ခခံနေရတာတော့မှအကျဉ်းချခံနေရတာတော့မှတွေ့လား80တုံညာ80ထွက်သွားပေါက်လိုက်ကြတာပြည်သူတွေဟေ့အမေစုကအဲ့ဒါမျိုးကြိုက်တာမဟုတ်ဘူးကြိုက်တာမဟုတ်ပင်မဲ့ကွာမိသူ့ကိုလေးစားနေတဲ့မိသားစုတွေကြတော့အမေစုအသက်ကလေးကိုလိုက်ထိုးကြတယ်အော်တော့ပေါ့89တုံးကလည်းပြီးခဲ့တဲ့နှစ်89တုံးကလည်းခုံကိုထွက်သွားတယ် ပေါက်လိုက်ကြတဲ့ပြည်သူတွေဒီနှစ်လည်းအတိုင်းမကွာလိုက်ထိုးကြတာဘသူတွေကထိုးလဲအော်တို့ပြည်သူတွေထိုးတာဗောဟိုဘက်ကလည်းပုံရှိုးခွက်ရှိုးတွေလိုက်ထိုးတယ်အာဘောမာတွေကမေစုကြောက်တယ်ကြောက်တယ်ဆိုရင်လည်းကြောက်ကြောက်လန့်လန့်ပြီးတော့ထိုးတာကဲအားလုံးပဲတထဲမှာတော့ပေါ်တူတို့များတို့သိရပါတယ်ဒါကြောင့်အဘမင်းအောင်နိုင်နေနဲ့မြန်သုံးလာရောက်ဝင်ဖမ်းပြပါပြီးလဲထုတ်လွှင့်နေတဲ့စာသန်းတွေကိုတွေ့နေမှာဖြစ်ပါတယ်ကောက်တာတက်တက်တက်တာတက်တက်ပတ်တန်တက်တက်အဲ့လိုအဲ့လိုလိုက်ထိုးကြတယ်ဒီအဲ့ကြောင့်မို့ဆူရှုံးကောင်းစီ ออดีกองเนี่ยชูช้องกองชูอะอูยอะกูบาผิดน่ะနှလုံးดิมาปอกบ่ฮู้ดิกว่าနှလုံးดิปะตันลောက်ช่วยงาไม่ย่อมบ่เปียวกูบาผิดโลกูเมหมองสุชินติล่ะเย่บ่สุชินโอ้ดีมาเว้ยได้ยะเดี๋ยวสิหมู่ดันโอปาตัวได้คลีอ๋อดิสุช้องกองซีอ่ะเว้ยสุช้องกองซีอ่ะเว้ยสิหมู่ดันโอปาตัวดาปาวะซินน่ะจิสุဒီကောင်လေးအိုက်ထက်အလင်ခံရတာနော်စစ်မှုထမ်းစပါတယ်ကလင်ခံစပါတယ်ကအလင်ခံရတာဘာဖြစ်လို့လင်ခံစစ်တင်တဲ့6လပြီးမယ် เอบ้าหมู2ลากวยตัด2ลากวยตลากวยเนี่ยตัดชีดังตะชู่ဆိုလို့ရှိရင်6ရက်9ရက်เนี่ยชีดังถั่วတယ်เอไอ้လိုမျိုးตัดရှင်ตะแหน6ลาไปมั้ยဆိုတော့6ลาไปมั้ยဒါပေမဲ့6ရက်เนี่ยถั่ว6ရက်เนี่ยถั่วชีดังဟိုးชีดังเนี่ยยောက်ก็6ရက်မပြောနဲ့6နာရီမပြောနဲ့6မိနစ်တောင်မခံမဲနဲ့မသာပေါ်တာပဲတန်းသေးတာပဲတန်းကြတာပဲအေးလေသေးတာပါဖြစ်လို့ဘူးကအေးသေးတာဟုတ်ပါလက်ခင်းမျိုးလားမဟုတ်ပါဘူးကွာငါမျိုးဆိုရင်မင်းငါဒါမျိုးရတော့ကွာ အခုဘာဖြစ်သွားလဲအဲ့အခုရဲဘော်အမောင်စုရှင်ဆိုတာအေးရှင်တန်းမှာကြာသွားတယ်ကွာကြာတော့ဘာဖြစ်လဲကြာတယ်ကွာမထူးဆန်းလို့လားအေးမထူးဆန်းမှုနေတိုင်းကြာနေတာထားလိုက်တော့ဟုတ်လားဒါပေမဲ့ကွာသူ့နောက်တန်းကသူ့အဖေမေရှိနေသူ့မိသားစုတွေရှိနေအေးဘာဖြစ်လဲဟုတ်ပြီမောင်စုရှင်ကတော့ရှင်တန်းမှာကြာသွားတယ်ဗျဟုတ်ကနပ်ပါတော့အေးမပြောရပါဘောဟုတ်ပြီနော်ဒါမှသူကတက်ပြောက်ဆုံးပြည့်ရက်လေတော့အဲ့ဒါဒီလောက်ရမယ်ကွာမြန်မာထုံးတန်းဆိုတာလောက်ရတော့မယ် ဘာမှမပြောဘူး6လကျော်တော့မှခမည်းသားရှေ့တန်းမှာ96ပါယောဂာနဲ့ပေသွားပြီလို့ပြောရတယ်စဉ်းစားကြည့်စမ်းအေးလိန်ရက်က ော်96ပါပြီလားဒီကောင်96ချက်ထိလူဖြစ်မှာပေါ့ဦးကြီးအဲ့ဒါတော့ငါလည်းမတက်နိုင်ဘူးဒါပေမဲ့ငါပြောချင်တာအဲ့ထိပြီးသေတယ်ဆိုထိပြီးသေတယ်ပြောပါကြာကြတယ်ဗောဘာချက်ဗောမသားမျက်စိလဲတာဗောအေးလေမသားမျက်စိလဲပြီးတော့ဟိုဘယ်ချက်ရောက်သွားရွာလေးလေအဲ့ဓာဒီကငါပြောနေတာအဲ့ဒါဒေါကမကောင်းလို့ဆိုတော့ဒါဟုတ်ဗောငရေတီရောက်တော့ငရေမင်းကမင်းဗာယောဂာနဲ့တည်တာလဲဆိုတော့ तू ကတကယ်တနတ်တိမိုင်းတိတည်လာတာဟုတ်ဟိုက96ဗာယောဂာဆိုတော့ तू မှာယောဂာက ပြတရားမရှိတော့ဘူး။အော်အေးပေါ့အေးပေါ့အေးပေါ့။သွားပြီ။ငရဲမရအဲသူ့လိန်နေဆိုပြီးတော့နောက်နောက်တမှုထက်တိုးမှာ။စောင့်ညကပုံမှာနော်နှစ်တရားလောက်ကြာမဲ့လူကနှစ်တစ်ထောင်လောက်ကြာသွားမယ်ငရဲပြီမှာ။ CEO ထဲမှာ၄၅ကလောက်အလိမ့်ခံရမယ်လူက၄၅60ဖြစ်သွားလိမ့်မယ်။ဟုတ်လေသူက CEO ထဲရောက်ပြန်မယ်သူကမီးဘူး။အပူဟိုပါပဲအိုးဘူးပဲ။အေးစီရောက်ပါမှာမဟုတ်ဘူး။အေးမင်းစဉ်းစားကြည့်။အော်အဲ့ဒါအဲ့တလောက်ဖြစ်နေတော့ငါမပြောပဲနေမလားကွာ။အော်အဲ့ဒါကိုဒေါကန်နေတာအကြီးက။ဒေါမကန်ဘူးလားဟာလူကြီးတယောက်နေနဲ့ เออเออโอ้จี้ดูอ่ะမျိုးฉิดတယ်เนาะရဲ့ခေါ်တော်ဆက်ကန်နေပါသွားတဲ့လူငယ်တွေအနေနဲ့ရှီထဲမှာကြာသွားရင်လည်းဖြစ်ဖြစ်ဟောသူတို့ရဲ့စစ်ကွေးတွေပဲဖြစ်ဖြစ်ကြာသွားရင်တော့ရှောက်လောက်လောက်ကြောင်းပြန်ကြောင်းကြတယ်ဒါတို့ကတွေ့နေရဖြစ်ပါတယ်အိမ်မှာဂျန်ခဲ့တဲ့သူတို့ရဲ့စစ်ကွေးမိသားစုအနေနဲ့ကတော့သူတို့ရဲ့ကွေးတွေကောင်တည်သွားလားမတည်သွားလားဆိုတော့လုံးဝကိုမပိုင်းချမရတဲ့နေသားတခုနဲ့တက်ပြောက်ဆုံးတော့မလို့မလုံးဝမလုံးနဲ့ပဲဘဝတွေပြက်နေတဲ့နေသားကူဖြစ်နေပါတယ်။ဘာလို့မို့အောင်ဒီလိုတော့လည်းဆုံးသက်လဲပါတယ်နောက်တစ်ပြီတော့နောက်တစ်ပြီတော့တော်နေမျိုးအောင်လို့ပဲကျွန်တော်ရဲ့ကိုကျစ်ဘရိုချန်နယ်လို့တိုင်းရန်ဆက်ကောင်မျိုးတော့လဲဆက်လို့တော့ပြီးဒီရောက်ခေါင်းနဲ့မြင်တဲ့လားဒီမှာဗီဒီယိုအားလုံးကြည့်ရှုရဖြစ်ပါတယ်။ဒီလိုအားလုံးပဲနောက်တစ်ပြီတော့ဆုံးပြီးကြပါမယ်။